မင်္ဂလာပါဒီနေ့တော့ prepositions of time and place ကျွန်တော်ဝိဘအတုံးလုံးလေးတွေထပ်ပြီးတော့စမ်းသပ်ပါဦးမယ်အဲလွယ်တဲ့အတုံးလုံးလေးတွေနဲ့လက်တွေ့စကားမှာပြောနေကြတဲ့အတုံးလုံးလေးတွေကိုပဲအဓိကကျွန်တော်မေးမှာဖြစ်ပါတယ်စမ်းသပ်မှာဖြစ်ပါတယ်ဝါကျတစ်ခုချင်းစီမှာ preposition ကိုခေါ်တဲ့ဝိဘနေရာလေးတွေကိုကျွန်တော်ကွက်လတ်နဲ့ခြံခဲ့မယ်အဲ့ဒါလေးတွေကိုကျွန်တော်ရွေးချယ်စီရ A B C ဆိုပြီးသုံးသုံးခုပေးပါမယ် အဲ့ဒီမှာတခုကိုရွေးပြီးတော့ဖြည့်ရမှာဖြစ်ပါတယ်။အဲမေခွန်းဖြည့်တဲ့အခါမှာကွန်မန့်မှာကျွန်တော်တို့ကနံပါတ်နဲ့ ABC တခုခုကိုတွဲပြီးတော့ဖြည့်ပေးစစ်ချင်ပါတယ်။ဒါမှကျွန်တော်တို့ကဘယ်နံပါတ်အတွက်ဘယ်ဖြည့်ကိုဖြည့်တယ်ဆိုတာသိရမှာဖြစ်ပါတယ်။ဆိုတော့ let's go number 1 i'll see you 6 o'clock outside the cinema ပြန်ပြောမယ်။ i'll see you 6 o'clock outside the cinema a in b on or c at 明古有些人用,别别, mà thì a in mà b on mà 呢都没了，都没 C at mà number two, I love to go walking spring when it's not too hot 别表没? I love to go walking spring when it's not too hot a in, B on or C at。 ကျွန်တော်ရွေဦးရာဒီအရင်ပူမလာခင်ချိန်လေးမှာလမ်းလျှောက်ထွက်ရတာကိုသဘောကျတယ်ဒီနေရာကိုကျွန်တော်တို့က in တော့မလား B on တော့မလား C S တော့မလားတကယ်ရွေးကြည့်ပါ Number 3 You'll find the toilets next to the kitchen the right You'll find the toilets next to the kitchen the right A in B on C at မိဘခန်းရဲ့ B ညာဘက်ချမ်းမှာအိမ်သာတွေ့ရလိမ့်မယ်ဒီစကားကို a in နဲ့သုံးမလား b on နဲ့သုံးမလားသို့မဟုတ် cs domla. number 4 we went to play baseball the park last week we went to play baseball the park last week a in b on or c at အတော့ပြီးခဲ့တဲ့ဘက်ကပန်းညံထဲမှာ baseball ကစားဖို့သွားခဲ့တယ် this go A in the domula, B on the domula, C at the domula. Number five, I left my best pass home, so I had to walk into town. 明白吗? I, so I, to I left my best pass home, so I had to walk into town. A in, B on, or C at. 那 bus 驾驶的结果，哎嘛，讲开了啊，大家我们有了，两百小多个呀了。 in A N A domla, B on a domla, Domo C at Go Domala. Number six, there is a clock. The wall in the kitchen. Again, there is a clock. The wall in the kitchen. A in, B on, or C at. Mimo kanega neyamoma naishi. A in ne domala, B on domala, Domo C at domla. Number seven, Lola always gets a lot of prisons how about it ပြန်ပြောမယ် Lola always gets a lot of prisons how about it a in b on or c at ဒီနေ့ပေးတဲ့ဒီ proposition တွေကအတူတူတွေကြည့်ပါပဲအဲ့ထဲမှာအသုံးခုတွေကမှတစ်ခုရွေးရုံပါပဲအတိပယ်က Lola ဟာ "तुम्हा ရဲ့မွေးနေ့မှာအမြဲတမ်းလက်ဆောင်နေအများကြီးရတယ်"အဲ့တော့ a in နဲ့သုံးမလား b on နဲ့သုံးမလားသုံးမဟုတ် c at နဲ့သုံးမလား ဟုတ်ကဲ့ပါဒီဝဲကြလေးတွေကိုမမကန်ကန်သုံးတတ်တယ်ဆိုလို့ရှိရင်ဒါဟာအချိန်ပြီးရင်နေရာလေးတွေကိုဝိဘတ်မမကန်ကန်သုံးတတ်တယ်လို့ကျွန်တော်သတ်မှတ်လို့ရပါတယ်။ဘာဖြစ်ဖြစ်လောလောဆယ်ဖြည့်တဲ့အဖြည့်လေးဟာမှန်တာမှားတာအရေးမကြီးပါဘူး။မှန်တယ်ဆိုရင်လည်းကိုယ့်ကိုယ်ကောင်းယူရတာပေါ့ဗျာ။မှားတယ်ဆိုရင်လည်းအဲ့ဒီအမှားတွေနဲ့ပြန်တင်ယူတာကကျွန်တော်တို့တော့ပုံပြီးမှတ်မိစေပါတယ်။ဘာဖြစ်ဖြစ်တင်ယူပြီးသားဖြစ်တဲ့လေ့ကျင့်ပြီးသားဖြစ်တာမလို့ဖြည့်ကြည့်ပါ။ကွန်မန့်လေးတွေမှာအဖြည့်လေးဖြည့်ကြည့်ပါ။နောက်ရက်မှာကျွန်တော်အဖြည့်လေးတွေကိုကွန်မန့်မှာပြန်ပြီးဖြည့်ပေးမှာဖြစ်ပါတယ်။ အဲလိုအပ်ရင်ကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ပြီးတော့ပါဘာကြောင့်ဘယ်ဝက်ကြလေးမှာဘယ် preposition သုံးနေဆိုတော့ကျွန်တော်မျှဝေပြန်မှာဖြစ်ပါတယ် thank you for watching